ဆင်ခြင်ကြတယ်လို့ပေါ့အာတုဘနဲ့ပတ်သက်ပြီးဆင်ခြင်ကြတယ်။တိခြင်းတရားနဲ့ပတ်သက်ပြီးဆင်ခြင်ကြတယ်ယဟန်တော်။မနနာဝိဘုဒ္ဓတိမနနာဘုဒ္ဓတိ ငါဒီတိကျတဲ့အိဆိုင်ရမယ်။ဘယ်မှာဆိုဘုရားကျဆင်ရင်ရတဲ့ယန်းတော်တွေတော့ပြီးယန်းတို့အတင်တို့တိကျတဲ့အနေနဲ့ဘယ်လိုဆင်ရလဲ။တပိတော့။တနေ့နေ့မှာတိကျတိကျရမယ်လို့ဆင်ရင်နေရပါတယ်။ဩအေးအေး။နောက်တစ်ပတ်မေးပြန်တင်ရပါတယ်။တပိတော့24နာရီတိမှာတည်နေတယ်လို့ဆင်ရင်ရပါတယ်။ဩဟုတ်လား။နေ့တစ်ဝက်တိမှာတည်နေတယ်လို့တပိတော့ဆင်ရင်ရပါတယ်။ နောက်တစ်ပွဲမြည်ဆွမ်းခံတပြန်ဆွမ်းခံသွားပြီတာအပြန်တပြန်အတွင်းမှာတင်းနေတယ်လို့ဆင်ရင်နေရပါတယ်။အော်ဟုတ်ပဲဟုတ်တယ်ဟုတ်တယ်။ဘုရားသာသူမခေါ်ဘူး။တပတ်ကဆွမ်းတစားအတွင်းမှာဆွမ်းဖုံးနေတဲ့ကံမှာဆွမ်းစားဖုံးနေဆွမ်းစားပြီးမပြီးခင်မှာငါတင်းနေတယ်လို့ဆင်ရင်ပြီးတော့စားစားသုံးနေပါလိမ့်မယ်။ဘုရားအင်းတော့ကတဲ့သာသူမခေါ်ဘူး။ ောက်တစ်ပါးကစွန့်တလုတ်ပြီးမှဖြန့်လိုက်တဲ့ခြံစွန့်လုတ်လေးဒီဝါးပြီးတော့မမျိုးချခင်တင်းနေတယ်လို့ဆင်ញင်နေပါလိမ့်ဖះကအင်းခတ်တယ်ဆင့်ပြီးတော့မင်းပြန်တယ်တင်ချစ်တာတော့ဘယ်လိုပဲမှတ်ပြီးရမှာမှန်ပါဗျာ တရှိတဲ့ချိန်တည်းမှာသိနေတယ်လို့တပည့်တော်ဆင်ခြင်နေပါလေဗျာဝိညာဉ်တွေထွက်လို့သူမရောက်ခင်သိနေတယ်ထွက်လို့ဒီဝိညာဉ်တို့မရောက်ခင်သိနေတယ်တရှိတဲ့ချိန်တည်းမှာတပည့်တော်သိနေတယ်လို့တပည့်တော်ဆင်ခြင်နေပါလေဗျာနောက်ဆုံးရဟန်းတော်မိတာဘုရားကအဲ့လိုမှသာဓုခေါ်ဆို24နှစ်ရေးမှသိနေတယ်တနည်းနည်းမှသိနေမယ်ဆိုတော့ဘုရားသာဓုမခေါ်ဘူး24နှစ်တော့သိနေသာဓုမခေါ်ဘူး စွန့်ကတဗျံတွေ့မှသိနေတာတို့မခေါ်ဘူးစွန့်တဲ့ဇာတိမှာသိနေနေလို့စဗျာကတာတို့မခေါ်ဘူးစွန့်တဲ့လို့တွေ့မှသိနေနေသုဒ္ဓဥစ္စာသင်ရင်းနေတာလည်းဒီဗျာတာတို့မခေါ်ဘူးတချို့တစ်ချိုက်တွေ့မှသိနေနေစုသင်ရင်းနေတဲ့ပုဂ္ဂိုလ်ကြတာတို့ခေါ်စုဘာဖြစ်လို့အမြဲတမ်းခဏိကမရအပြအမြဲတမ်းသိနေလို့ရှင်သင်နေတဲ့လေသည်ဖြစ်စုချုပ်တော့ပါဘူး တည်သွားပြီအစတုပိထွက်လေအစတုပိရှိထုတ်တဲ့အစတုပေါ်လာဖြတ်စုံမရှိလန်တော့အဲ့ဒီထွက်သွားတဲ့လေပြန်အစထုတ်လာဒီဝင်လေနဲ့ထွက်လေကြားထဲမှာကံတရားကဆက်နေတာကြောက်ရလို့ရဲ့ဝင်လေနဲ့ထွက်လေကြားထဲမှာကံတရားကဆက်နေတာကံတတိကကျေးဇူးပြုနေလို့တာလေဒီတရားတွေကို နှလုံးသွင်းတယ်ခန္ဓာကအော်ဒီလိုကိုသိတာနားလည်ခန္ဓာရဲ့ထင်ရှားမှုကိုသဘောပေါက်လာခန္ဓာရဲ့ခန္ဓာကပြတဲ့သဘောတက်ကိုဉာဏ်ကပ်ပြီးဆင်ခြင်တတ်တဲ့သဘောလေးဖြစ်အော်တရှိတစ်ချက်တွင်မှသိနေနေဆိုအိုးဝင်လေဒီထွက်လေမပေါ်သိတာပဲ ရှုသွင်းတဲ့ထွက်နေတဲ့အစာထုတ်ဝင်လေမပေါ်ဘူးဆိုသိတာပဲ။အော်သိချင်းတရားဆိုတာဒါကိုသရှုတဲ့ဆိုင်တွင်မှသိနိုင်တဲ့ကိုအဲ့ဒါလို့စင်ကျင်တဲ့ပုဂ္ဂိုလ်ဘုရားကသာဓုခေါ်ဆိုတယ်။ဘုရင်တို့ရဲ့တရားဓမ္မတွေသူခဏိကမရဏအလွန်ပင်နေတယ်။ဝင်လေလေးအစာထုတ်ပါလားခန္ဓာငါးပါးဝင်လေမှာခန္ဓာငါးပါးပေါ့လားဖြတ်စင်သိတော့ချုပ်ချုပ်ချုပ်တော့ထွက်နေခန္ဓာပေါ်လာကြတယ်ချုပ်တော့ပြန် ဝင်လေစာတုပ်ဖို့ချုပ်တော့ထွက်လေစာတုပ်ဖို့ချုပ်တော့ဩသူ့သဘောသူ့ပြည့်သူ့ပြည့်နေတာကိုညာနေမှာရှင်ငန်းနဲ့လေငန်းနဲ့အကွင်းနဲ့သဘောတွေပေါ့ဩမြတ်စွာဘုရားဆုံးမတဲ့ဓမ္မလိုက်တာမိုင်းတာမကြီးပြီးတော့အရှိမသိနေကြိုက်သွားတယ်ခန္ဓာရဒုက္ခသစ္စာကိုဒုက္ခသက်မြင်လာအပြင်လောကကြီးအကုန်လုံးစိတ်ပြတ်သွားတယ်ဒီဒီပုဂ္ဂိုလ်ပေါ်မှာမအကုသို့မဝင်စုံအတင်းနေရှင်နေပြောကိုစိတ်မဝင်စုံဘူး ။ဘာကြောင့်ခန္ဓာကြောင့်ကောင်းကောင်းသိသွားပြီလေ။ခန္ဓာကြောင့်ကောင်းကောင်းသိသွားတဲ့သစ္စာကြောင့်ဘဝတင့်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကောင်းသောကောင်းသောလာခြင်းဖြစ်တယ်ကောင်းသောပြောင်းခြင်းဖြစ်တယ်